ငါတို့လူထုကဘာလုပ်နိုင်မှာလဲထမင်းစားဖို့ရှိသေးတယ်လေရောင်းဆိုလဲရောင်းတာပေါ့ပြစ်ချလို့တင်လဲတည်တာပေါ့တတဝါတစ်ခုကန်တစ်ခုပဲလေလောလောဆယ်တော့အသက်ရှင်ဖို့ထမင်းစားရအောင်မယ်ဟာဒီစကားကတွားလျာဇေဒန်တိုင်းမှာကြားနေရတဲ့စကားတစ်ခုဖြစ်ပါတယ်ဒီလိုမျိုးပြောနေကြတဲ့ဇေးတဲတွေကတော့တိန်နီမြို့ပေါ်ကတပေါင်းပွဲကြီးမှာကြားနေရတဲ့စကားတွေပဲဖြစ်ပါတယ် တပေါင်းပွဲကြီးဆိုတာဟာရှမ်းလူမျိုးတွေအတွက်ရောဗုဒ္ဓဘာသာကိုကိုးကွယ်ယုံကြည်တဲ့သူတွေအတွက်ကရက်ထူးရက်မြတ်တစ်ခုဖြစ်ပါတယ်။ဒါမဲ့နိုင်ငံရေးစစ်ရေးတွေရဲ့အခြေအနေတွေကြောင့်တပေါင်းပွဲတော်ကြီးဟာလည်းရခင်တွေကလိုကုတူအလူပြုတ်ပွဲမဟုတ်တော့ဘဲနဲ့လောင်ကစားတွေနဲ့တဖြည်းဖြည်းပြည်လာနေပါတယ်။ဒါကြောင့်ဒီတစ်ပတ် podcast season ထဲမှာဆိုရင်တော့ ရင်တထိတ်ထိတ်နဲ့ကြောက်နေရတဲ့တပေါင်းပွဲဆိုတဲ့ခေါင်းစဉ်နဲ့လာရောက်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ရှင်းသနော်စင်ကိုအမြဲကြည့်ရှုအားပေးနေတဲ့စာဖတ်ပရိတ်တက်များအားလုံးပဲမင်္ဂလာပါ။ရှင်းသနော်စင်ရဲ့ podcast အစီအစဉ်ကနေပြန်လည်တူဆိုလိုက်ပါတယ်။ဒီတစ်ပတ် podcast အစီအစဉ်ထဲမှာတော့တဆင်၂၀ခုစစ်စင်ရေးပြီးတဲ့နောက်ပိုင်းမှာတင်နီမြို့ပေါ်ကတပေါင်းပွဲအကြောင်းတွေကိုလာရောက်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဆမ္မာအတွင်းမှာတော့လုံခြုံရေးအရာအတန်နဲ့နာမည်တွေကိုတော့အစားထုတ်ပြီးတော့အသုံးပြုထားပါဗျ။ မူရင်းစာမကိုပြန်လည်ဖတ်ရှုချင်တယ်ဆိုရင်တော့ www.shannew.bahmit.org မှာတွားရောက်ဖတ်ရှုနိုင်ပါတယ်။ကျွန်တော်ကတော့စိတ်ဆင်လည်ပါ丹西衰卡衰衰ငင်ငင်ဆိုလိုက်တဲ့အတန်ဟာအေးစိမ့်လာတဲ့လေထုကိုဖြိုခွင်းပြီးတပေါင်းဖွဲခင်းကွင်းပြင်စီကနေပြင်းလွတ်လွတ်လာပါတယ် မနက်၄နာရီအချိန်ရန်ဆက်ပွဲကနေ ရှမ်းပါတာစကားနဲ့အပိတ်နှုတ်ဆက်အကဟာဆောင်းချုံကွေးနေကြတဲ့ဈေးတဲတွေကိုလှုပ်နိုးလိုက်သလိုတပေါင်းပွဲခင်းကြီးကိုလည်းဈေးတဲတွေနဲ့အတူနိုးထလာခဲ့ပါတယ်။ဘလုံးကွင်းတကွင်းစာလုံးကြီးပါရှိတဲ့တပေါင်းကွင်းထဲမှာခဏလေးတွင်ဆက်စင်အရှိတပြင်းလုံးအတီးအရွက်တဲတွေနဲ့ပြည့်သွားခဲ့ပါတယ်။ ကောင်းကျင်လုံးတဲ့ထုတ်ဖူးနွေးတဲ့ရှမ်းခောက်ဆွဲတဲ့အမဲလုံးတဲ့ကောင်းကျင်ပေါင်းတဲ့တို့ကလည်းအငွေ့တထောင်ထောင်ထနေတဲ့အိုးကြီးအိုးငယ်များနဲ့စက်ပွဲကြီးအပြန်ပွဲလာသူတွေကိုရောင်းဖို့အဆင်တင်ဖြစ်နေကြပါပြီ။ ဒါပြင်မနှက်ဆော့ဆော့ဖះဆွန်းတော်လာကက်လူတဲ့သူတွေကလည်းအတီးတီးဖះရှစ်ခိုးပြတာနဲ့တပောင်းကွန်းထဲကိုဝင်ကာမနှက်စာစာဈေးဝယ်ခြင်းအလုတ်ကိုစတင်ပြီးမနှက်9နိုင်ကနေည17နိုင်အထိတပောင်းကွန်းဟာလှုပ်ရှားလက်ပါဒေရခံအများစုဟာ တပောင်းပွဲကိုအားထားပြီးတော့ဈေးရောင်းဈေးဝယ် ပျော်ပွဲရှင်ပွဲတွေနဲ့ရှမ်းရိုးရာဒလေပွဲတစ်ခုကိုကျင်းပကြတာဖြစ်လို့တပောင်းပွဲတွေတစ်နှစ်လုံးမှာအစီအကားဆုံးဖြစ်ပါတယ်။နှစ်စဉ်တပောင်းပွဲကိုတပောင်းလှပြည့်မှာတိုင်ခင်းတဲ့လှပြည့်ကျော်တရက်နေ့အထိပြုလုပ်ခဲ့တာဖြစ်ပြီးစုစုပေါင်း9ရက်ကြာပါတယ်။မြို့ပတ်လယ်မှာရှိတဲ့ရွာအတီးတီးကကျောင်းတိုက်များမှာဗုဒ္ဓဆင်းတုတော်တွေကိုလှဲ့လှယ်ပူဇော်တာဖြစ်ပါတယ်။ပွဲရဲ့ပထမဆုံးရက်မှာတော့စင်တုတော်တွေကိုပင့်ဆောင်တဲ့နေ့အဖြစ်သတ်မှတ်ပါတယ်။ ရခင်ကဇဝါလက်ထက်မှာတော့ဘုရားစင်တုတော်ပြန်ကိုပြင့်ဆောင်တဲ့နေ့မှာဇဝါမင်းဟာတစ်လွန်တဲ့မင်းတန်စာများကိုဝတ်ဆင်ပြီးပန်းနှံသားများထည့်ထားတဲ့ဒေါန်ပေါင်းအုပ်ကိုကင်ဆွဲကဖက်နှက်ခြင်းနဲ့မစီပဲအချမ်းအယံများနဲ့တိန်နီမြို့ဦးတကားကနေကြိုဆိုပူဇော်ပွဲကိုလုပ်တယ်လို့တည်ရပါတယ်။ရွာအတီးတီးဒေသခံများကတရွာဝန်တရွာထပ်ပင့်ဆောင်လာတဲ့ဘုရားစင်တုတော်များနောက်ကနေ့ ဖဝါထက်ချက်မကွာလိုက်လာကြပြီးဒေသခံမျိုးကလည်းအတီးအဝိုင်းများဖြင့်ကြိုဆိုကြတဲ့အတွက်အလွန်စီကားလာပါလေ။ဒီရက်ကတော့တပေါင်းပွဲကြီးရက်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။နှစ်ပေါင်း150ကျော်ကြာကျင်းပလာခဲ့တဲ့တပေါင်းပွဲကိုကိုဗစ် -19 ကပ်ရောဂါကြောင့်ပိတ်ထားခဲ့ရကနေ2022ခုနှစ်ပွဲတော်ကိုပြန်လည်ပြုလုပ်ခဲ့ပါတယ်။ 2024ခုနှစ်တဆင်29ဆက်စင်ရေးမှာတော့တနည်းရနာလူနေပါဖြစ်ခဲ့ပြီး နောက်မှ2025ခုနှစ်တပေါင်းပွဲကိုတော့ MMDAA တို့ရဲ့ဦးဆောင်မှုနဲ့စော်ဘွားနန်းဆက်ရဖြစ်တဲ့တိန်ဒီမြို့မှာပြန်လည်ကျင်းပနေပါတယ်။ဒီနေ့တပေါင်းပွဲမှာတော့လောင်ကစားဝိုင်းတွေချင်းချင်းတဲထည့်ထားတာကိုတွေ့ရပြီးလူတွေကလည်းကြိတ်ကြိတ်တိုးပါပဲ။တလောက်ကြီးတဲ့ပွဲကိုလုတ်ပိုင်ခွင့်ပေးထားတာဘာမှမဖြစ်လို့ပေးထားနိုင်တာပေါ့ တကယ်လို့တိုက်ခိုက်တာတွေရှိရင်တော့ပွဲကိုမလုံလောက်ဘူးလို့ထင်တာပဲမပြောတတ်ပါဘူးအရင်ကတော့တပောင်းပွဲမှာဈေးရောင်းပေမဲ့ဒီနေ့ကတော့မရောင်းတော့ပါဘူးတွားလိုက်မတွားဖြစ်ပါဘူးလေရင်တွေကပြောလို့မရဘူးလေပွဲခင်းကြီးထဲမှာဘုံတွေချလိုက်လို့ရှိရင်ဘယ်လိုလုပ်မလဲလို့အသက်50အရွယ်ရှိတဲ့အမျိုးသားတို့ကပြောပြသွားခဲ့တာဖြစ်ပါတယ်တယ်နီမြို့ဟာလက်ရှိမှာတော့ကိုကန့်တက်များကတိမ့်ပိုက်ထားတဲ့မြို့တစ်မြို့အဖြစ်ရှိနေခဲ့ပါတယ်။ လွန်ခဲ့တဲ့3လမတိုင်ခင်ထိတော့စစ်ကောင်စီတပ်ကလေကြောင်းကနေတိန်ဒီမြို့ကိုအချိန်မရွေးဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံအများအများတေဆုံးခဲ့ရတယ်လို့အင်ချင်အများပြားလည်းပျက်စီးခဲ့ရပါတယ်။စစ်ကောင်စီနဲ့တွားရောက်တွေ့ဆုံမဲ့ကုနွင်းစင်းတွေပွဲမစခင်ကလေးကတရုတ်နှစ်တက်ကူပွဲကျင်းပရန်အတွက်ကိုကန်တပ်ဖွဲ့ဟာမြို့တွင်းလောင်ကစားဝိုင်းနေ KTV များကိုဖွင့်လှစ်ထားပြီး အခွင့်ပေးဆောင်စေကာလောက်ကန်ခွင့်ကိုပေးထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့တရုတ်ရဲ့အကြောင်းဝင်စစ်ဆင်နေနိုင်မှုနဲ့တရုတ်နိုင်ငံကုမင်းမြို့မှာပြုလုပ်ခဲ့တဲ့တွေ့ဆုံမှုမှာကိုကန်တက် MMDA နဲ့စစ်ကောင်စီတို့ကြားတရားဝင်အပြစ်ခတ်ရက်စရေးတဘောတူညီမှုရရှိပြီးဇန်နဝါရီ16ရက်နေ့ကစတင်အတက်ဝင်ခဲ့ပြီးတဲ့နောက်ပိုင်းစစ်ကောင်စီကဘုံကျဲတိုက်ခိုက်တာမျိုးမရှိတော့တာကိုလည်းတွေ့ရပါတယ်လာရှုမြို့တွင်မှာလည်းတရုတ်နှစ်တစ်ကူပွဲအတွက်ကျင်းပတာတွေကြောင့်စီကားနေတယ်လို့လာရှုဒေတာခန်တွေကနေသိင်တရပါဗျ အဲ့ဒီလိုငင်းချမ်းမှုတွေကြောင့်ကိုကန့်တက်မတော်ဟာဒီအပြစ်ခက်ရက်စရေးတဘောတူညီချက်ကိုယုံကြည်ကိုးစားကဒေတာခံပြန်ရဲ့တလက်ရိုးရပွဲကိုကျင်းပဖို့အတွက်ပြုလုပ်နေတာလို့သိရပါဗျ။လက်ရှိမှာတော့ကိုကန့်တက်ကတိမ့်ပိုက်ထားတဲ့မြို့တွေကိုအထူးအုပ်ချုပ်ရေးအဖြစ်ပြန်လည်ထူထောင်ရန်တရားတွေကိုလက်ပတ်ပြီးတော့လှုပ်ဆောင်နေပါဗျ။ ကိုကန်တန်နဲ့စက်ကောင်စီတက်တော့ကြာတရားဝင်အပြန်အလှန်အပြည့်ရဖို့ကိုတရားဘက်ကထုတ်ပြန်ပြောဆိုခဲ့ပေမဲ့ကာယံကန်ရှင်ဖြစ်တဲ့နှစ်ဖက်တက်တွေကြားမှာတော့တရားဝင်ထုတ်ပြန်တာမျိုးမရှိပဲတရုတ်နှစ်တက်ကူနှစ်ကနှစ်ဖက်ကောင်းဆောင်တွေမိန့်ခွန်ပြောဆိုမှုကနေတဆင့်ခေတ္တငင်းချင်ရရနေခဲ့တာကိုဖြစ်ပါလေ ။ဒါပြင်ဇွန်လမှာကိုကန်တက်ကလာရှိုကနေတရားဝင်ဆက်ခွာတွားပြီးတိန်နီမြော့အပါဝင်ခရိုင်၄ခုကိုအုတ်ချွခွင့်ရမယ်ဆိုတဲ့ကိုကန်အရာရှိတူပြောကြားထားတဲ့ရုတ်တံကြောင့်လည်းဒေတာခံများကြားမှာလှုပ်လှုပ်ရွရွဖြစ်ခဲ့ပါဗျ။ မကြတဲခင်ကထ ਿਆ နန်နေနဲ့စစ်ကောင်စီတက်တော့အကြအပြန်လန်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပဲနဲ့စစ်ကောင်စီဘက်ကလေကြောင်းကနေတဆင်အစင်ဆက်မပြတ်တိုက်ခိုက်ခဲ့တာတွေကြောင့်နောင်ချိုတီဘောကြောင့်မဲ့ဆတဲ့ဒေတာခံတွေမှာအပြစ်မဲ့ပြည်သူတွေအများပြားထိခိုက်ဒေဆုံးမှုတွေရှိပါတယ်ကရင်ပြည်နယ်အတွင်းမှာလည်းပြီးခဲ့တဲ့ကရင်နှစ်တက်ကူနဲ့ကျင်းပခဲ့တဲ့အခမ်းအနားတွေကိုစစ်ကောင်စီတပ်ဟာလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာမျိုးတွေပြုလုပ်ခဲ့ပါဗျ။မယုံရပါဘူး။ ကြည်နေကြည်စာကြည်တွားရတာပေါ့ဒီရက်ပိုင်းတော့ကောင်းကင်ဘော်မှာလေရင်တန်တွေကြားနေရတာပဲရင်တထိတ်ထိတ်နဲ့ဈေးရောက်နေရမှာပေါ့ငါတို့ကတတက်လုံးဈေးရောက်လာတာပဲလေသူတို့တွေကလည်းဘာမှလောက်တာမဟုတ်ဘူးလို့အသက်60ကျော်အရွယ်ရှိတဲ့အသီးအနှံဟင်းရွက်တွေကိုရောင်းချနေတဲ့ဒေတာခန့်အမျိုးသမီးကြီးကတော့စိတ်အားငယ်ဆုံးနေဆိုရပါတယ်